လူမျိုးမရေးဘာသာမရေးတောကဆိုတာရှိတယ်ဒေါမနတဆိုတာရှိတယ်အဲ့ဒီဖြစ်နေတဲ့တောကတွေကဘာကြောင့်ဖြစ်တာလဲဖြစ်လာတဲ့ဒေါမနတတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းတရားကိုမရှာနိုင်ဘူးခိုးအကြောင်းတရားကိုမဖယ်ရှားနိုင်ဘူးဆိုရင်ဒီတောကဆက်ပြီးတော့လာနေမှာပဲဒေါမနတဆိုတာလည်းဆက်ပြီးတော့ဖြစ်နေမှာပဲဘယ်ရာမဲဖြစ်ဖြစ် ဆန်ရဆန်ရအကြောင်းတရားတွေကိုမိတီပြီးတော့ဖြစ်လာတာဖြစ်တော့ထိုအကြောင်းတရားတွေကိုသိဖို့အမတန်မှအရေးကြီးတယ်။လောဘလူသားတွေဟာဆန်ရဆန်ရအကြောင်းတရားတွေကို မသိနိုင်လေးအတွက်ကြောင့်တောကပြေပြောင်းရာပြေပြောင်းအကြောင်းစိတ်ရှင်းရမှုတွေပြေပြောင်းရာပြေပြောင်းအကြောင်းဆိုပြီးတော့ဤမျိုးစုံနေနဲ့အသုံးပြုကြတယ်ပေါ့။အဲ့ဒီဤမျိုးစုံနေထဲမှာတချို့ကလည်း လုံးဝမေ့ပြဖို့စူးစမ်းကြတယ်။စူးစမ်းတဲ့အခါမှာအကူအညီတွေအသုံးပြုပြီးတော့စူးစမ်းတယ်။ဘာတွေအကူအညီရောဆိုမူရစေဝါအကူအညီနဲ့လည်းပဲကုသောကကိုဖြည့်ပြောင်းကြတယ်ပေါ့။နောက်တခြားနေ့တွေနဲ့သုံးပြီးတော့ဖြည့်ပြောင်းကြတော့တကယ်ကတော့ဒါပြေပြောက်သွားတာမဟုတ်ဘူး။အကြောင်းတရားကြီးကကုသနာမှာရှိနေတာ။ရှိနေတဲ့အတွက်ကြောင့်ခိတ္တခဏမှာ စိတ်တွေထဲမှာပေါ်ပါသွားသလိုထင်ရတော့လည်းပဲဒုက္ခတစ်ခုပြဿနာတစ်ခု ထပ်ပိုးလာရုံပဲရှိတယ်အဖြေမဟုတ်ဘူးဆိုတာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကတော့ဒီလိုမဟုတ်ဘူးနောက်တော့ပြဿနာတစ်ခုကိုထပ်မတက်ဘဲနဲ့ရှိတဲ့အနေထားတစ်ခုကမမှန်ကန်ကန်အသိဉာဏ်နဲ့စဉ်းစားတွေးခေါ်ပြီးတော့အမှန်သိပြီးတော့ရှော့ချနိုင်တဲ့ဤစနစ်ပေါ့ stress လို့ခေါ်တဲ့ဒီစိတ်ရဲ့ဖိစီးမှုတွေပေါ့နော်တချို့ကတော့စဉ်းစားကောင်းစဉ်းစားလိုက်မယ်အေးပစ္စည်းဥစ္စာတွေကျွဲဝချမ်းသာလို့ရှင်ချမ်းမြေ့တရတဲ့ဘဝမှာနေနိုင်တယ်လို့ကတ်ကောင်းတယ်လေအလုတ်ကိုင်းနေဝင်ငွေကောင်းတဲ့အလုတ်ကိုင်းနေရှိထားလို့ရှင်လည်းချမ်းမြေ့တရတဲ့ဘဝမှာနေရမယ်လို့ထင်ကောင်းထင်လိုက်အစဉ်ပြေးနေတဲ့လူမှုရေးဘဝမှာနေရလို့ရှင်လဲချမ်းမြေ့တရာတဲ့ဘဝမှာနေရမယ်လို့ထင်ကောင်းထင်လိမ့်မယ် တကယ်တော့လေလောကအရေးတွေနည်းမြပဲအစဉ်ပြေးနေနေချမ်းမြေ့တန်ရတဲ့ဘဝဆိုတာစိမံတဲ့နည်းစနစ်တစ်ခုမှမရှိပဲနဲ့တောကကင်းတဲ့ဘဝဒေါမနတကင်းတဲ့ဘဝဆိုတာအမတန်မှခဲမှလိမ့်မယ်ချမ်းမြေ့တဲ့ဘဝကိုနေနိုင်မှာမဟုတ်ပါအဲ့တော့ချမ်းမြေ့တန်ရတဲ့ဘဝကိုနေခြင်းလို့ရှိရင် အခုပြောတဲ့မြတ်စွာဘုရားဟောတဲ့တတိမကွာအတိပညာဖြင့်နေခြင်းဆိုတာကိုဒီစနစ်ကိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ချမ်းမြေ့ပျော်ရွှင်ပွဲကောင်းတဲ့ဘဝတစ်ခုမှာနေနိုင်မျိုးလုံးဆိုတာကြည့်ဖို့ထားတာဟုတ်တယ်သို့တော့ရှိတဲ့အခါမှာလည်းပဲတတိရှိရမယ်တဲ့စင်ကျင်တုံရှိရမယ်အမှန်တမဲ့မကြည့်ရဘူးလို့ဆိုလိုတယ်ဘာဖြစ်လို့လဲဆိုတော့ ကြည်ဒါကိုအကြောင်းပြုပြီးတော့ကိုယ်တဏ္ဍမှာလောဘလည်းဖြစ်နိုင်တယ်ဒေါသလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့လောဘဒေါသတွေမဖြစ်ရအောင် ကြည်မှုနဲ့ပတ်သက်လဲပြီးတော့ခုနကတထကသံစဉ်ညအကျိုးရှိတဲ့နေရာကိုကြည့်မိမယ်အကျိုးမရှိတဲ့နေရာဆိုမကြည့်ပဲနေမယ်စင်ကျင်တုံတရားအရှိရမယ်လမ်းလျှောက်နေရင်လည်းလမ်းလျှောက်တဲ့အခါအသိရှိရမယ်မတ်တရနေလို့ရှိရင်လည်းမတ်တရထားကိုအသိရှိရမယ်ထိုင်းနေလို့ရှိရင်လည်းထိုင်းနေတဲ့နေရာမှာတတိနဲ့ အသိပညာရှိရမယ်အိတ်တော့မယ်လို့လဲလျောင်းတဲ့အချိန်မှာလည်းပဲတတိရှိရမယ်အိယာကနိုးလာတဲ့အခါမှာလည်းပဲတတိနဲ့အသိမကွာအောင်လေ့ကျင့်ပေးရမယ်နောက်တစ်ခါစကားပြောတဲ့အခါစကားပြောတဲ့အခါမှာလည်းပဲအနိရှိရမယ်တတိရှိရမယ်စကားပြောတဲ့အခါသာတတိထားနေတာမဟုတ်ဘူးတဲ့ ရသော်ဗျာကိုအောင်ဟောလိုက်တဲ့ဟွန်းတိတ်တိတ်ကြီးစကားမပြောဘဲနဲ့ထိုင်းနေရင်လည်းတတိရှိရမင်းတို့ဟောတယ်။နော် silent လုပ်နေတဲ့အချိန်မှာလည်းပဲတတိရှိရမယ်။အဲ့တော့ silent လုပ်နေတဲ့အချိန်မှာစကားမပြောဘဲနဲ့နေကဘလို့တတိရှိရ။ရသော်ဖြင့်လူတွေကဒီလူကြည့်လိုက်တော့ငြိမ်ပြီးတော့စကားမပြောဘဲနဲ့ငုတ်တုတ်ထိုင်းနေတယ်လို့ဆိုတော့ထင်တာကိုသူ့စိတ်ထဲမှာဘာတွေဖြစ်နေမှမသိတာ။ အကယ်၍တတိမရှိဘူးဆိုလို့ရှိရင်ဘာမှမပြောပေမဲ့လို့သူ့စိတ်ထဲမှာလောဘတွေတောင်းကြနေတာလည်းဖြစ်မယ်ဒေါသတွေတောင်းကြနေတာလည်းဖြစ်နိုင်တယ်မာနတွေတို့အိတ်တာတွေတို့ဓာတ်တွေတောင်းကြနေတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါတွေမဖြစ်ရအောင်မြတ်စွာဘုရားတတိနဲ့အပိပညာရှိရှိနေပါလို့ဒါဘဝတစ်ခုမှာနေနည်းကဒါ mental exercise လုပ်တဲ့သဘောပဲကမ္ဘာထုတ်တယ်ဆိုတာ mental exercise လုပ်တာ ထိုင်းနေမှကမ္မထာတို့တာမဟုတ်ဘူးကိုယ်စိတ်လေးကိုကိုယ်ဘာဝအာယုံလေးနဲ့ဒီလိုလေ့ကျင့်ပြီးတော့တတိတရားတွေကြီးထွားလာအောင် အသိပညာတွေကြီးထွားလာအောင်ဒီလိုလေ့ကျင့်တာမှန်သမျှဒါ meditation ပဲ contemplation လောက်တာပဲအဲ့ဒါလို့လှုပ်ချင်းဖြင့်ခုနပြောခဲ့တဲ့ဒီလိုသဘာဝတရားတွေကိုသိနေတဲ့အခါမှာ ဘာတွေကြိုးကျစုရှိနေတယ်လဲလို့ဆိုလို့ရှိရင်အမတ်တမဲ့နေလို့ဖြစ်ပေါ်လာတတ်တဲ့လောဘတွေဒေါသတွေမာမနတွေအိတ်တာတွေမစ္စရိယတွေဒါတွေကိုယ်စံတာမှမဖြစ်မဖြစ်ဘူးဆိုတဲ့ကဒါတွေမဖြစ်လို့ရှိရင်ဒါတွေကထုတ်လုပ်တဲ့မကောင်းတဲ့အကျိုးတွေလည်းကိုယ်စံတာမှမဖြစ်တော့ဘူးပေါ့စိတ်ဆိုတာက ဖြစ်ရင်ချက်ချင်း အကျိုးတစ်ခုကိုထုတ်လုပ်တယ်ဒါတွေကိုတမန်က မတိလိုက်ကြဘူးပေါ့လူတွေကဆိုပါစို့လူတယောက်မှာဒေါသဖြစ်လိုက်တယ်သူကတော့ဒေါသဖြစ်တာပဲသိတယ်သို့တော့ဒေါသကဘာတွေထုတ်လုပ်လိုက်လမှန်းကို तू မတိလိုက်ဘူးပေါ့နော်ကဲဒေါသဖြစ်ပြီဆိုတဲ့လူတယောက်ဟာကြည့်ဗဒမဆုံးမှာစိတ်ထဲမှာအလိုမချဖြစ်လိုက်တာနဲ့တကြိုင်နဲ့သူ့ရဲ့နှလုံးသားထဲမှာငြင်းကြတဲ့အနေထားလေးဟာပျက်စီးသွား ဒါဘယ်သူကထုတ်လိုက်တာတော့နှလုံးသားပူတော့အောင်ပြုတ်ရှားလာအောင်ဘယ်သူကထုတ်လိုက်တာတော့ဆိုဒေါသထုတ်လိုက်တာပဲချက်ချင်းအကျိုးကိုထုတ်လို့အဲ့ဒီကနေမထိန်လို့ရင်ဘာဖြစ်လာတော့ဆိုရင်တကူလုံးဆက်ဆက်တုံးလာတာတို့မျက်စိကြီးနီးလာတာတို့ဟောဒေါသထုတ်လိုက်တာသူ့အကျိုးဆက်တွေချက်ချင်းဆက်လာတာနောက်ဆုံးမှာမပြောတဲ့စကားတွေကိုနှုတ်ကထုတ်ပြီးတော့ပြောလာတဲ့အဆင့်အထိသူကရောက်လာပြန်ဒါလည်းသူထုတ်လို့တာပဲ အေးနောက်ကြတော့ကိုဒီလက်ရောက်တစုံတစ်ခုပြုလုပ်မှုတွေပါလာဒီလိုထိအောင်အဆင်အဆင်သူကဖြစ်ပေါ်လာစေတယ်အဲ့ဒီနောက်ရောက်လာတဲ့အကျိုးဆက်တွေမကောင်းတဲ့အကျိုးဆက်တွေမှန်သမျှဒါသူကချက်ချင်းထုတ်သွားတာအဲ့ဒါကြောင့်မို့လို့ကုသနာမှာလောဘပဲဖြစ်ဖြစ်ဒေါသပဲဖြစ်ဖြစ်မာနပဲဖြစ်ဖြစ်အိတ်တာပဲဖြစ်ဖြစ်ဖြစ်လိုက်တာနဲ့တပြိုင်နက်စိတ်နှလုံးရဲ့ငြိမ်းချမ်းမှုတွေဆုံးရှုံးသွားတာဒါသူရဲ့ သူဖြစ်လာသည့်အတွက်ကြောင့်ဆွေးနွေးနေတာတော့အဲ့ဒါတွေမဖြစ်အောင်ထိန်းလိုက်တဲ့ဆိုရဲကအခုပြောရတဲ့မကောင်းတဲ့အကျိုးဆက်တွေဟာမလာတော့ဘူးမလာတာကကကိုယ့်ဘဝအတွက်မှာတွတ်တက်မှုတစ်ခုပဲပေါ့အမှန်တမ်းငြိမ်းချမ်းသွားတယ်ကြေတနာတဆုံးတစ်ခုမှတက်ပြီးတော့မလာတော့ဘူးဒေါသကြောင့်ဖြစ်တဲ့ပြဿနာဒေါသကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်ဒေါသကြောင့်ဖြစ်တဲ့ပြဿနာတွေတခုမှမလာဘူး လောဘကြောင့်တက်တဲ့ပြဒနာလောဘကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလာတော့ဘူး။မောဟကြောင့်ပြက်လာတက်လာတဲ့ပြဒနာမောဟကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလာတော့ဘူးဆိုတာ။ဟောချက်ချင်းလို့ချက်ချင်းကျိုးရှိတယ်ဆိုတာဒီအကျိုးလေးတွေကိုဟိုမစဉ်းစားလို့ရှိရင်မသိဘူးပေါ့။ဒါဟာတကယ်လက်တွေ့ရနိုင်တဲ့အကျိုး။လူတိုင်းလူတိုင်းသိရှိနိုင်တဲ့အကျိုးမို့မြတ်စွာဘုရားကတန်လေးထိကောလို့ပြောတာ။ဒါတွေကမျောလင့်နေရမှာတွေကိုမဟုတ်ဘူး။သူ့ဘာသူ ိုယ်တိုင်အခုလို့အခုရတဲ့အကျိုးတရားလေးတွေပဲ။